အပင်ဆိုတာကအပင်လောကမှာပါဝင်တဲ့သက်ရှင်ရုပ်စုဖြစ်ပါတယ်။အပင်တွေကကျွန်တော်တို့ရဲ့ပြောင်းလဲနေတဲ့ရာသီဥတုရဲ့ရှေ့တန်းမှာရှိနေတယ်လို့မျိုးတစ်ပင်တွေကကမ္ဘာမြေကြီးရဲ့ဘူကလည်းဖြစ်ပါတယ်။ယုတ်ကြီးတွေနဲ့ဆေးရှည်ပိုးရွက်ခွက်တွေရဲ့ကွန်ကရစ်နဲ့ကတ်တရာတွေကို30ဒီဂရီဒါမှမဟုတ်အဲ့ဒီထက်ပိုပြီးတော့အင်းမြစီပါတယ်။ကျွန်တော်တို့ရဲ့တောရီကိုမြောက်ချီရဲ့ပြေးထန်တဲ့ခရမ်းလောက်ရောက်ရှိတမ်းမလဲကောက်ွယ်ပေးပါရစေ။ အားလုံးပဲမင်္ဂလာပါရှင်။ Chosen Shape for Future တို့ရဲ့ school မှာတယောက်နေတဲ့ grade 9ကျောင်းသူကျောင်းသားတွေပဲဖြစ်ပါတယ်။ကျွန်တော်တို့ဘွဲ့ကတော့ group 1ဖြစ်ပြီးဒီ science project ထဲမှာဆိုရင်တော့သက်ရှိများနှင့်ရင်းနှီးဤပုံဝင်ခြင်းဆိုရဲအခန်း9က9.1ကို topic 3ခုခွဲပြီးတိကျပေးသွားမှာဖြစ်ပါတယ်။ဒါဆိုတိကျမှုလေးကိုဆက်လက်ရအောင်ပါရှင်။ ကာဗွန်စီဟိုက်ဒရိုဂျင်အိတ်နဲ့အောက်ဆီဂျင်အိုတို့သည်အနည်းမီသို့စာဖွဲ့စည်းခြင်းအတွက်အဓိကလိုအပ်သောအခြေခံတွက်စီများဖြစ်သည်အပင်ဤလိုအပ်ချက်ပေါ်မူတည်ပြီးအာဟာရဓာတ်ကိုနှမျိုးခွဲခြားနိုင်သည်ပမာဏများများလိုအပ်သောအာဟာရဓာတ်များကို micronutrients နှင့်ပမာဏနည်းငယ်သောလိုအပ်သောအာဟာရဓာတ်များကို micronutrients ဟူ၍ခွဲခြားထားသည် micronutrients များကိုမူလအာဟာရဓာတ်များ Primary Nurtures နဲ့အဟာရတက်များ Secondary Nurtures ဟူ၍ခေါ်ချနိုင်သည်မူလအဟာရတက်များတွင် Nitrogen and Phosphorus B နဲ့ Potassium K တို့ပါဝင်သည်အဟာရတက်များတွင် Calcium Ca, Magnesium Mg နဲ့ Sulfur အစုပါဝင်သည်ဝါနနိုင်ငံသားလိုအပ်သောအဟာရတက်များတွင် Tan Fe, Boron B ses zn copasiu magnes mn ne morentina mo sa ji do pa win ti ne do chin an ti a pe mya le mya soa ji thwa mu ko a pe bi atina mya a mi phit do si ya dwe mi shi ma phit lo at ti phosphorus p ko အမည်များနှင့်ပန်းဝိတ်များကြီးထွားရန်အတွက်သုံးပြုသည့်ပိုတက်ဆီယမ်ခေတီ အလင်းမီစုစာဖွဲ့ခြင်းလုပ်ငန်းပုံမအကောင်းစီသည့်အပြင်ယောဂခန်းနယ်ရည်နှင့် အစိတ်များအတိများဤသွေးကိုတိုးတက်စေသည်ကလစီယန်စီအာပင်များတွင်တံမာတဲ့အညွတ်များထွက်လာစေရန်နဲ့အမြင့်ဖွဲ့စည်းမှုအကောင်းစီရန်အတွက်လိုအပ်ပါတယ်မင်ဂနီစီယမ် MG ကအပင်အတွင်းဓာတ်ပြုခြင်းနဲ့ပရိုတင်းများပုံစံမှုမှာ မရှိမဖြစ်လိုအပ်ပြီးအပင်ဇီဝကာမဖြစ်စဉ်များမှလည်းအရေးပါတဲ့အခန်းကဏ္ဍမှပါဝင်ပါတယ်။ဆာလဖာ S ကအအေးဒဏ်ကိုခန္ဓာရင်အားကောင်းစေပြီးအပင်များတန်မာကြီးထွားလာစေရန်အကူအညီပေးပါတယ်။အနေနဲ့သာလိုအပ်တဲ့အာဟာရဓာတ်များဖြစ်တဲ့ Than FE ကအလိမ့်မီစုအစာဖွဲ့စည်းခြင်းလုပ်ငန်းအတွက်လိုအပ်ပြီး Boron B ကအဆိပ်နဲ့အသီးများဖွဲ့စည်းမှုအတွက်မရှိမဖြစ်လိုအပ် ပါတယ်။အာဟာရမျှအသုံးပြုခြင်းနဲ့ထင်းညီခြင်းအတွက်လည်းကူညီပေးပါတယ်။ Six Z in ကအပင်ကြီးထွားမှုကိုထင်းညီပေးပြီး Carbohydrate ဖွဲ့စည်းမှုတွင်လည်းဒီစိတ်တစ်ပိုင်းပါဝင်ပါတယ်။ Copper CU ကမြုပ်ပွားခြင်းအတွက်လိုအပ်ပြီး Manganese and Na Molybdena MO ကဇီဝရုပ်ဖြစ်ပျက်မှုကိုကူညီပေးပါတယ်။ Manganese MN က ကာဘိုဟိုက်ဒရိုက်ပြိုကွယ်မှုဖြစ်စဉ်တွင်လည်းတစ်စဲတစ်ပိုင်းပါဝင်ပါတယ်။အပင်များအတွက်အထက်ပါအာဟာရဓာတ်များအရေးပါမှုကိုသိရှိပြီးအပင်များအကောင်းဆုံးကြည့်ထွားဖို့ပြုရန်အရေးပါတဲ့လိုအပ်တဲ့အာဟာရမျိုးဩဇာများကိုအသုံးပြုရပါမယ်။ကုန်ပယ်သီးနှံများအာဟာရမျှတခြင်းဟာအပင်ကြီးထွားမှုတွင်သာမကသီးနှံများထွက်နှုန်းတိုးစေပါတယ်။ တိနံအမျိုးအစားနေရာဒေသငင်းအမျိုးအစားနဲ့ရာသီဥတုခြေနေပေါ်မူတည်ပြီးတော့တိနံထွန်းနှုံးလဲပြောင်းလဲနိုင်ပါတယ်။တိနံများဖြစ်တော်စေရန်အာဟာရဓာတ်ပြည့်စုံတဲ့မြေစီလွားရှိရပါမယ်။အပင်များအာဟာရပြုဝနေရင်ကြားမှာကစားပြီးဩဘတေကေတောက်များကိုပြတ်သားလေးထိပါရယ်။ဒိအရွက်များဈေးနှူးလာခြင်းအပင်အာဟာရပြုဝနေတဲ့အခါအရွက်များဈေးနှူးလာပြီးရောစမ်းမဖြစ်ဘူး။နိ ပန်းများနဲ့ပါတီများအချိန်မီပုတ်ခွာခြင်းအာဟာရကောင်းမွန်ရတဲ့အပင်များမှာပန်းပွင့်မှုနဲ့အသင်းနံပေါက်ပေါမှုက အချိန်မှန်အရေးကြီးကောင်းစွာဖြစ်ပါတယ်။သို့ရင်းမြစ်များခိုင်မာခြင်းအပယ်ရလမ်းများတိတ်ခိုင်းများတော့အာရှိပြီးခိုင်မာစွာပုတ်တတ်ပါရဲ့၄ရေရှိတော့တရှိနိုင်ခြင်းအာဟာရလိုလောက်ပြီးကျန်းမာတဲ့အပင်များဟာ ရေရှိချရှိသော အနေထားကောင်းမွန်စွာရှိနေပါရဲ့၅ ရိုးရသဘောဝကောက်ွယ်မှုအထူးကောင်းမွန်ခြင်းအာဟာရပြည့်စုံသောအပင်များသည်ယောဂတားဆီးမှုနှင့်ပိုးမွားဖွယ်ရှားနိုင်မှု ကောင်းမွန်ပါတယ်အပင်များအတွက်အာဟာရနိုက်ထရိုဂျင်အရွက်စေးတောက်ဖို့လိုအပ်ပါတယ်ဖော့စပရပ်အပင်အမြင့်နှင့်ပန်းဖောမှုအတွက်အသောဝင်ပါတယ်ပိုတက်ဆီယမ်ပန်းတဲ့နဲ့အပေရခိုင်နိုင်ရီကိုတိုးစီပါတယ်အပိတမေအာဟာရပြီးပို့တဘောအပေဟာရမြာ ပိုးသားမျိုးဩဇာများကိုအသုံးပြုပေးဖို့လိုအပ်ပါတယ်။